ဒိုဝဲအရှိတော်ဘွားပင်ရွာနဲ့ဝါကုန်းရွာကြားထိတွေ့တိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်ကရဲဘော်တအူတေဆုံသွားတယ်လို့တမနီပြောက်ကြားတပ်ဖွဲ့နာဗရန်နဲ့ဒေသခံအချို့ကပြောပါတယ်။မေလ9ရက်နေ့နေ့လယ်12နာရီလောက်မှာနှစ်ဖက်ထိတွေ့ဖြစ်ခတ်မှုဖြစ်ရာတမနီပြောက်ကြားတပ်ဖွဲ့နာဗရန်ကအသက်25နှစ်အရွယ်ရဲဘော်ပပိုင်တေဆုံပြီးနှစ်ဦးထဏ်ရာရတယ်လို့တပ်ဖွဲ့တာဝန်ရှိသူတအူကပြောပါတယ်။ ထိထဗျူဟာကုန်းစခန်းကို KMU KALA နဲ့ PDF ပူးပေါင်းတပ်တွေ AB လ19ရက်နေ့မှာတိုက်ခိုက်သိမ်းယူပြီးနောက် AB လ26ရက်နေ့လောက်ကစပြီးစစ်ကောက်စီတပ်ကအင်အား300နီးပါးနဲ့ရှစ်တောဒေသကိုစစ်ကြောင်းထိုးနေတာပါဒါအပြင်ရှစ်မိုင်ဆက်စည်ကြီးတောင်တုံလုံးရွာဘက်ကစကောက်စီတက်နဲ့ပကာရီစခန်းကြောက်မဲတော်စခန်းဘက်ကစကောက်စီတက်တွေဟာရှစ်တော်ဒေတာဘက်ကိုလက်နက်ကြီးနဲ့နှိမ့်စင်နှိပါပြက်ခတ်နေတယ်လို့ဒေတာခန့်အချို့နဲ့ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါရတယ်။